ဒုတိယရဲ့ကိုချင်းတရားကောင်းမကောင်းကိုချင်းတရားကောင်းမကောင်းကိုအပေါ်ရန်ကြည့်လို့သိမလားမသိဘူးကိုချင်းတရားကောင်းမကောင်းကိုဆက်ဆံပေါင်းသင်းကြည့်လို့ရှင်သိတယ်ကြာကြာနေပြီးတော့သိအဲ့လိုသိတယ်ဆိုတာတောင်မှပဲမြတ်စွာဘုရားဘာဟောတော့တင်စခေါ်ဒီကေနအတုနာအချိန်ယူရတယ်တဲ့ချက်ချင်းမသိဘူးတဲ့ဘာလို့ဆိုလူလောကမှာဟန်ဆောင်နေတဲ့ပုဂ္ဂိုလ်တွေကအများကြီးရှိတယ်နိ ပထမကြည့်လိုက်တဲ့အခါကျကိုချင်းတရားကောင်းတဲ့အောင်အောင်ရှိတယ်။ကြာကြာပေါင်းတဲ့အခါကျကြာကြာမထိန်နိုင်တဲ့အခါကိုချင်းတရားမကောင်းဘူးဆိုတာသိလာတယ်ပေါ့။နော်။ဒါကြောင့်မို့တင်းစခေါ်ဒီကိနအတုနာနအိတရေအချင်းကြာကြာမှသိနိုင်တယ်။အဲ့တော့အချင်းကြာတိုင်းသိမလားလို့ဆိုမသိသေးဘူးတဲ့။ဘာလဲဆိုမနတိကရောတာနောအမနတိကရော။တတိထားတဲ့လူမှသိမှာတဲ့။တတိမထားရင်မသိဘူးတဲ့။လူတယောက်အကြောင်းကို တတိထားရမယ်ကိုချင်းတရားကောင်းတယ်မကောင်းဘူးဆိုတာစိတ်ထဲမှာနှလုံးသွင်းပြီးတော့ကြည့်ဖို့လိုတယ်တတိထားမှမြင်တယ်ဒါဖြင့်တတိထားတိုင်းသိသလားလဲဆိုတော့မသိသေးဘူးတဲ့တင်ဆက်ခေါ်ပညာဝတ္တာပညာရှိမှသိတယ်တဲ့ပညာမရှိတဲ့လူကြတော့မသိဘူးဘလောက်ပေါင်းနေနေမကောင်းတဲ့လူလည်းကောင်းထင်နေမှာပဲကောင်းတဲ့လူလည်းမကောင်းထင်ခြင်းထင်နေမှာပဲဟုတ်ကဲ့လားအဲ့တော့ဆိုလိုတာကလူတယောက်ရဲ့ကိုချင်းတရားကို သိဖို့အတွက် နံပါတ်1အချိန်ကြာကြာပေါင်းရမယ်ကြည့်ရမယ်နံပါတ်2တတိထားရနံပါတ်3ပညာရှိရမယ်ဟောအဲ့ဒါကြမှာသူ့အကြောင်းကိုအကြောင်းသိလူလောကလူတွေဂျုံလို့သူ့အကြောင်းသူ့အတင်ပြောကိုအတင်ပြောဓာတ်တွေပြောတာမဟုတ်ဘူးเนาะအဲ့ဒါကတန်ဖိုးရှိတဲ့ကိစ္စမဟုတ်ဘူးတန်ဖိုးရှိတဲ့လူသူ့အကြောင်းကိုအကြောင်းဆိုတာကိုချင်းတရားကောင်းမကောင်းဒါကိုကြည့်ရမယ် လူတယောက်ကိုဆက်ဆံတော့မယ်ဆိုရင်ဘုန်းကြီးတို့ဟာဒီလူဟာကိုကျင့်တရားကောင်းသလားကိုကျင့်တရားမကောင်းဘူးလားဒါကြည့်ကြတာပဲမဟုတ်လားခုခေတ်တော့တမန်အပေါ်ယံလေးကြည့်တယ်ဟေးဒီလူဟာအတော့အစားရှိသလားအတော့အစားမရှိဘူးလားအခက်စားရှိသလားတချို့ပုဂ္ဂိုလ်တွေအဲ့လိုစဉ်းစားအဲ့တချို့ကြတော့လဲခွင့်လွတ်လိုက်တယ်ယောက်ျားပဲအတော့အစားတော့ရှိမှာပေါ့ဆိုဟုတ်ကဲ့မျိုးမျိုးပဲလေသို့တော့ဒီလူဟာစဉ်လုံးကြောကိုကျင့်တရားကောင်းတဲ့လူဟုတ်သလားကော မဟုတ်ဘူးလားဆိုတာဟာအချိန်ကြာအချိန်လဲယူရမယ်တတိလဲထားရမယ်ပညာလဲရှိရမယ်ဒါမှသိနိုင်တယ်တဲ့အထုမဆိုမသိဘူးတဲ့ကိုကျင်တရားဟာလူလောကမှာတန်ဖိုးရှိတဲ့အရာဖြစ်လို့ကိုကျင်တရားမကောင်းတဲ့ပုဂ္ဂိုလ်ကိုသွားပြီးတော့ဆက်ဆံပေါင်းသင်းမိပြီဆိုလို့ရှိရင်ဒုက္ခတွေရောက်ကြတယ်မဟုတ်လားခုခေတ်မှာလူမှုရေးဒုက္ခတွေကျုံနေကြတယ်မိသားစုတွေအတွင်းမှာလူမှုရေးဒုက္ခတွေကျုံနေကြတယ် စိတ်ဆင်းရဲမှုတွေကြုံနေကြတယ်။မျက်ရည်နဲ့မျက်ခွက်ဖြစ်နေကြတယ်ဆိုတာကိုချင်းတရားကောင်းသည့်အတွက်ကြောင့်အဲ့ဒါလိုဖြစ်ရတာများရှိသလား။မရှိဘူး။ကိုချင်းတရားမကောင်းတာကိုအကြောင်းပြုပြီးတော့သာဖြစ်နေကြတာ။အဲ့တော့သူအကြောင်းသိဖို့မလိုဘူးလားသူအကြောင်းသိဖို့လိုတယ်လို့ကိုအကြောင်းလည်းကိုသိဖို့လိုတယ်နံပါတ်1ဟာ ကိုချင်းတရားပဲကိုချင်းတရားကိုသိအောင်စူးစမ်း